ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ င်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမာရေဒီယိုအဖွဲ့သူအဖွဲ့သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်ဒီဇင်ဘာလ3ရက်ဗုဒ္ဓဘူးနေ့မနက်ပိုင်းမြစီမာရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်မနက်9နာရီကနေ9နာရီခွဲထိ စတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့မနက်ပိုင်းအတွက်တင်ဆက်ပေးမယ့်အစီအစဉ်တွေကတော့ ကြီနဲ့ငွေမရှိတာကြောင့်အပြစ်ရရတယ်လို့ဗိုလ်ချုပ်တာဖုန်ကျော်ပြောတဲ့သတင်းစစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဝက်လက်ကနှစ်နှစ်အရွယ်ကလေးတွေတူအပါဝင်မိသားစု၅ဦးတေဆုံးတဲ့သတင်းဆက်တဲ့သတင်းတွေအပါဝင်နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှင်နေပါတယ်။အဲဒီနောက်မှာတော့ပြိုလဲသွားတဲ့ကျမကြီးစနစ်အောက်ကမြန်မာပြည်သူတွေဆိုတဲ့သတင်းဆောင်မတစ်ပုဒ်ကိုတင်ဆက်ပေးသွားဖို့ရှင်နေပါတယ်။ အခုအချိန်ကစပြီးပြည်ရင်းသတင်းတွေကိုကျွန်တော်ကိုမျက်နဲ့အတူကျူချန်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသားညညရဲ့အဆိုအရအန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနအောက်မှရှိတဲ့နေပြည်တော် PDF တရင်အမှတ်802ကဒုတရင်မှုဆရာကျောင်းဟာရဲဘော်တယောက်ကိုမဒိမ့်မှုနဲ့စစ်ဆေးနှိပ်စက်နေစမှာတေဆုံးသွားခဲ့ပြီးအလောင်းဖြောက်ဖြက်မှုနဲ့ဖမ်းဆီးအရေးယူခံနေရတယ်လို့သတင်းရရှိပါတယ်။ ီကိစ္စနဲ့ပတ်သက်ပြီးတော့စေယုံချုပ်ကစုံခုံဖွဲ့စစ်ဆေးမှုတွေလုပ်နေပြီးတော့တိုင်းဆက်ဌာနအနေနဲ့အမှုမှန်ပေါ်ပေါက်ဖို့အတွက်အပြည့်အဝပူးပေါင်းသွားမှာဖြစ်တယ်လို့နေပြီးတော့တိုင်းဆက်ဌာနစေဦးစီးချုပ်ဗိုလ်လက်ရာကပြောပါရယ် နေပြည်တော် PDF တပ်ရင်ရှေ့ရနှစ်ဒုတက်ရင်မူတာဝန်ယူထားတဲ့ရဲဘော်နိုင်လင်းခေါ်ဆရာကျောင်းနဲ့ရဲဘော်အုတ်ကာရောဟာပြီးခဲ့တဲ့ April လတုန်းကမဒိမ့်မှုတန်တရားနဲ့ဖမ်းဆီးထားတဲ့ရဲဘော်လွှမ်းမိုးကိုရိုက်နှက်စစ်ဆေးနေစဉ်သေဆုံးသွားခဲ့ပြီးစခန်းအနီးမှာမြေမြုပ်အလောင်းဖြောက်ခဲ့တာကိုရဲဘော်ဟောင်းတယောက်ကကရနီပြည်နယ်ရဲတပ်ဖွဲ့ KSP အမှတ်9စခန်းမှာအမှုဖွင့်တိုင်ကြားခဲ့တယ်လို့ဒေတာရင်းသတင်းဌာနဖြစ်တဲ့ Karenie People's Voice ကရေးသားဖော်ပြပါရတယ်။ ဒီတိုင်ကြားမှုကြောင့်နိုဗမာ22ရက်နေ့မှာ KSP အရာရှိတွေတရင်တက်ဖွဲ့အရာရှိတွေဆရာဝန်တပ်သေးတွေနဲ့ရှေ့ရနှစ်စခန်းဟောင်းအနီးမှာအလောင်းကိုပြန်လည်တူးဖော်ခဲ့ပြီးတော့တူးရင်မှုရဲဘော်နိုင်လင်းခေါ်ဆရာကျောင်းနဲ့ရဲဘော်အုပ်ကာရိုကိုဖမ်းဝရမ်းထုတ်ကအမှုဖွင့်ခဲ့တာပါ။ Green People Voice သတင်းဌာနရဲ့ဖော်ပြချက်အရတူးရင်မှုဟာတည်ဆုံသွားတဲ့ရဲဘော်လွှမ်းမိုးကိုရိုက်နှက်တဲ့အပြင်ရေစာလို့တောင်းတောက်တဲ့အခါမှာစားရည်ဖြိုထားတဲ့ရေတွေကိုလည်းအတင်းတိုက်ခဲ့သေးတယ်လို့တိုင်ကြားခဲ့တဲ့ရဲဘော်ဟောင်းကတွက်ဆိုထားပါတယ်ရှင်။စကိုင်းတိုင်း ကလေးမျိုးနယ်အချင်းတောင်ကလွတ်ရဲစီကနီနိုင်ငံရေးအချင်းသားတွေထပ်မံလွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေနဲ့နှိစက်သူတွေစီကနေသိရပါတယ်စစ်ကော်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲမှာဆနာမဲပေးပိုင်ခွင့်ရှိသူအားလုံးမဲပေးပိုင်ခွင့်မဆုံးရှုံးစေရအတွက်ရသသကြီးပုံမှာ905ကာကြီးနဲ့အကျဉ်းချနေသူတွေ ထွက်ပြေးတိမ်းရှောင်နေသူတွေနဲ့အမှုရင်ဆိုင်နေရသူ1000ကျော်ကိုနိုဝင်ဘာလ26ရက်နေ့မှာလူငင်းချနာခွင့်ပေးခဲ့တာဖြစ်ပါတယ်အဲဒီလိုလူငင်းပေးသူတွေထဲမှာကလေးမျိုးနဲ့မော်လိုက်ကလေးထောင်ကနေနိုဝင်ဘာလ28ရက်နေ့မှာ905ကာကြီးနဲ့အကျဉ်းချနေသူအမျိုးသမီး 5ဦးဒီဇင်ဘာလ1ရက်နေ့မှာ905ကကြီအပါဝင် ပုံမှ952ကကြီတို့ ਨੇ တရားစွဲဆိုထောင်ချခံထားရတဲ့အမျိုးသမီး2ဦးအမျိုးသား9ဦးစုစုပေါင်း16ဦးလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲအတွက်နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးနေတယ်လို့ပြောဆိုနေပေမဲ့တစ်ဖက်မှာလည်းကလေးမျိုးနယ်အပါဝင်တောင်ပေါ်ဒေသမှချမ်းနေရာအစုံကိုဘုံကျဲနေပြီးစစ်မှုထမ်းဖို့လူငယ်တွေကိုအာဓမ္မဖန်ဆီးခေါ်ဆောင်နေတယ်လို့ဆိုပါတယ်။ နိုင်ငံတကာဆံမျက်နှာမှာမျက်နှာရအောင်အပြသဘောလှုပ်ဆောင်နေတာဖြစ်ပြီးစစ်အာဏာသိမ်းမှုကြောင့်ပြည်သူတွေကအမှန်တရားနဲ့ယုံကြည်ရကိုလှုပ်ဆောင်ရင်းမတရားဖမ်းဆီးခံခဲ့ရတဲ့တနိုင်ငံလုံးမှာရှိတဲ့နိုင်ငံရေးအကျဉ်းသား2000ကျော်နဲ့မိသားစုဝင်တွေပြန်လည်ဆုံတွေ့ခွင့်ရဖို့အမြန်ဆုံးလွတ်ပေးရန်လိုအပ်တယ်လို့နိုင်ငံရေးအကျဉ်းသားမိသားစုဝင်နဲ့နှိစက်သူကပြောပါတယ်။ အခုလွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုမော်လိုက်ကလေးထောင်ကနေတဆင်ကလေးမျိုးမှရက်စကန်တို့ခေါ်ဆောင်ပြီးတော့ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ယခုလွတ်မြောက်လာသူတွေထဲမှာပုံမှန်905ကကြီး90ညတွေနဲ့ထောင်နှံချမှတ်ခံထားရတဲ့အဆိုတော်တန်တာဝင်အာနာသိမှုကိုစန့်ကျင်တာကြောင့်905ကကြီးအဖြစ်နိုင်ငံတော်အကြီးအကဲကိုပြည့်စုံမှုပုံမှန်တင်နဲ့လေကာကြီးနဲ့တရားဆွဲဆိုထောင်ကြခံထားရတဲ့သတင်းစာဆရာဦးစိတူအမင်းတို့လည်းလွတ်မြောက်လာတယ်လို့သိရပါဗျ ဒါပြင်ကလေးမျိုးအချင်းတော်အပါဝင်နိုင်ငံတော်ဝန်အချင်းတော်ဆက်တခုမှနိုင်ငံရေးအချင်းသား268ဦးဒီဇင်ဘာလ3ရက်နေ့မှာလွတ်မြောက်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအချင်းသားများကွန်ရက် PPNM ကဒီဇင်ဘာလ2ရက်နေ့မှာထုတ်ပြန်ထားပြီးဆက်လက်ရရှိတဲ့သတင်းကိုထပ်မံထုတ်ပြန်သွားမယ်လို့ဆိုပါတယ်။မော်လိုက်ကလေးထောင်မှာအချင်းတော်1600နီးပါးရှိပြီးနိုင်ငံရေးအချင်းသား900ကျော်ရှိတယ်လို့သိရပါတယ်ခင်ဗျာ။တမ်းမြသားလွတ်မြောက်ရေးတမ်းရော TNL အနေနဲ့ကြီမရှိဘတ်ဂျက်မရှိတဲ့အပြင် တက်သောအင်အားနည်းလာတာကြောင့်အပြည့်ရရတာဖြစ်တယ်လို့ PSLF DNL အထွေထွေအတွင်းရေးမှုချုပ်ဗိုလ်ချုပ်တာဖုံးကျော်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားလိုက်ပါတယ်။ကြီမရှိဘတ်ဂျက်မရှိသေစရာလူသူလဲနည်းလာတော့မိုးကုတ်မိုးမိတ်နဲ့ညှိပြီးအပြည့်ရရရတယ်။ပွဲကမပြီးသေးပါဘူးလို့မိုးကုတ်ဒီကဆိုတဲ့ကြပြာကိုဗိုလ်ချုပ်တာဖုံးကျော်ကမနေ့ကဒီဇင်ဘာ၁ရက်ညမှာရေးသားခဲ့ပါတယ်။ TNL ဟာຫນွေဥတော်လင်းရေးအတွက်ဆယ်စုနှစ်ချီတိစောက်ထားတဲ့ရင်းမြစ်တွေနဲ့ထောက်ပံ့ပေးခဲ့ကြောင်းရဲဘော်အင်အားထောင်နဲ့ချီစတိခဲ့ရကြောင်းနဲ့လက်နက်အကျွေးဒေါ်လာဘီလီယံချီတင်ခဲ့ကြောင်းလည်းသူ့ရဲ့ကြံပြားမှာတွေ့ရပါတယ်ဒါအပြင် TNL ကိုတစ်ဆက်ဖောက်လို့ပြောနေတဲ့သူတွေအနေနဲ့တော်လေးနှလုံးသွင်းပြီးတော့တေချာသုံးသက်ပြီးအရှိတရားကိုလက်ကင်ထားစီခြင်းနဲ့လို့လည်းသူကဆိုပါတယ်။မိုးကုန်းနဲ့မိုးမိတ်မြို့တွေကိုပြန်လည်လက်လွတ်ခဲ့ရတာနဲ့ပတ်သက်ပြီးတော့ပေးဆက်ခဲ့ရတဲ့သူတွေကိုလည်းအနူးညွတ်တောင်းပန်ကြောင်း မိုးကုတ်ကိုတအံ့ပြည်တဲ့ပါဝင်စေဖို့ရှိမန်းထားပေမဲ့လက်ရှိမှာမစားရတဲ့မုတ်ကိုပုတ်ချခံရတယ်လို့မျိုးခံစားရတယ်လို့လည်းဆိုပါတယ်။ဒါပြင်အဲ့ဒီကပြားတဲ့မှာကံမကုံသေးပါကစူးစားသူအတွက်ရလက်ရှိစမြဲလို့ယုံကြည်ပါတယ်။ပွဲကမပြီးသေးပါဘူးဆိုတဲ့အတုံးနှုံနေလဲပါဝင်နေပါတယ်။မိုးကုတ်နဲ့မိုးမိတ်မျိုးတွေကို TNL က10-20ဆက်ခွန်စစ်စင်ရေးအပိုင်းနှစ်မှာတင်ပိုက်ခဲ့ပြီးတော့တရုတ်ဂျာဝင်မှုနဲ့အဲ့ဒီမျိုးတွေကနေတက်ဆုတ်ပေးဖို့အတွက်သဘောတူခဲ့ရကြောင်းအောက်တိုဘာ26ရက်နေ့မှာကြေညာခဲ့ပါတယ်။ ဒါပေမဲ့မိုးကုတ်ပြူဟာနဲ့မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY PDF အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကမိုးကုတ်မြို့ကိုအစွမ်းကုန်ကာကွယ်မှာဖြစ်တယ်လို့အရင်နေ့မှပဲအသီးသီးထုတ်ပြန်ခဲ့ကြပါဗါတယ်။အရင်နောက်မိုးကုတ်နဲ့မိုးမဲမြို့တွေကိုစစ်ကော်မရှင်တပ်က November 29ရက်ညနေပိုင်းမှာဝင်ရောက်လာခဲ့ပါတယ်။ဒီလိုဆဲအုပ်စုဝင်ရောက်လာခဲ့ပြီးတဲ့နောက်နိုဝင်ဘာ30ရက်နေ့မှာမိုးကုတ်မြို့အနောက်ခြမ်းနဲ့မိုးမဲမြို့နယ်တွေမှာဒီဇင်ဘာ1ရက်နေ့မှာတော့မိုးကုတ်မြို့အရှေ့ခြမ်းမှာတော်လင်းရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်ရှင်။ မျက်စိမရေဒီယိုရဲ့ဗုဒ္ဓဘူးနေ့မနက်ပိုင်းထိနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်။မြန်မာဆရာနာရှင်တွေအပေါ်ဖိအားတိုးမြှင့်မှုရည်ရွယ်ချက်နဲ့ကမ္ဘာပံကမြန်မာနိုင်ငံအတွက်ငွေကြေးထောက်ပံ့မှုတွေရပ်တန့်ထားခြင်းကိုဆက်လက်ထိန်းသိမ်းဖို့အတွက် No New Burma Funds Act ကို American Outlook တော်ကဒီဇင်ဘာ၁ရက်နေ့မှာအတည်ပြုလိုက်ပါတယ်။ဂျော်ဂျီယာပြည်နယ်လွှတ်တော်အမတ် Nikki Maw Williams နဲ့ California ပြည်နယ်လွှတ်တော်အမတ် Yan Kim တို့ကဒီဥပဒေမူကြမ်းကို American Outlook တော်မှာပြီးခဲ့တဲ့ဇူလိုင်လတုန်းကတင်သွင်းခဲ့တာပါ။ ဒီဥပဒေအရနိုင်ငံတကာဘဏ်ကနေမြန်မာကပြန်လည်ထူထောင်ရေးနဲ့ဖွံ့ဖြိုးရေးဘဏ်အတွက်ပေးမဲ့ထောက်ပံ့ငွေနဲ့ဘဏ္ဍာရေးငွေကြေးထောက်ပံ့နာတွေကိုဆိုင်းငံ့ထားမှာဖြစ်ပါတယ်ဥပဒေကြမ်းအရ American ဘဏ္ဍာရေးဝန်ကြီးဟာကမ္ဘာ့ဘဏ်မှာရှိတဲ့ American ကိုယ်စားလှယ်ကိုမြန်မာအစိုးရအတွက်ချင်းငွေအသစ်ဒါမှမဟုတ်ငွေကြေးထောက်ပံ့အသစ်တွေကိုပိတ်ဆို့ဖို့ညွှန်ကြားသွားမှာဖြစ်ပါတယ်။ အခုဥပဒေကျမ်းကိုတင်သွင်းတဲ့လွှတ်တော်အမတ်တွေကရန်ပုံငွေကိုရပ်တန့်တာဟာမြန်မာစစ်ကောင်မရှင်ရဲ့ရန်နရာကိုအားကောင်းစေနိုင်တဲ့အရှင်မြတ်တွေကိုတားမြစ်ပိတ်ဆို့တာဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီလိုလားတဲ့လှုပ်ရှားမှုကိုဆက်လက်ထောက်ခံကြောင်းအချက်ပြတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အခုဥပဒေကြမ်းကိုကွန်ဂရက်လွှတ်တော်မှဆက်လက်ဆုံးဖြတ်အတည်ပြုဖို့လိုပြီးတော့အဲဒီနောက်မှာသမ္မတဒေါ်နယ်ထရမ့်ကလက်မှတ်ရေးထိုးကဥပဒေအဖြစ်အတည်ပြုဖို့လည်းလိုအောင်မှဖြစ်ပါတယ်။ ။တမရကလက်မှတ်ထိုးရင်တော့ဥပဒေမူကြမ်းဟာဥပဒေအဖြစ်စတင်အသက်ဝင်သွားမှာဖြစ်ပါရဲ့ရှင်။သခိုင်းတိုင်းဝက်လိုက်မြို့နယ်အရှိချမ်းမှာရှိတဲ့နတ်မော်ဦးကျေးရွာကိုစစ်ကော်မရှင်တပ်ဖွဲ့ကညတကောင်ရဲ့အချိန်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ပြီးနေအိမ်ပေါ်တက်တဲ့ကြားရောက်ပောက်ကွဲတာကြောင့်နေအိမ်ထဲမှာရှိတဲ့အသက်နှစ်နှစ်အရွယ်ကလေးတစ်ယောက်အပါအဝင်မိသားစုဝင်၅ယောက်စလုံးသေဆုံးသွားတယ်လို့သတင်းရရှိပါရယ်။ ဒီကနေ့ဒီဇင်ဘာ2ရက်နေ့မနက်အစော12နာရီကျော်လောက်မှာတရဦးလေတဲ့စခန်းကနေတက်လာတဲ့ Jet Fighter လေယာဉ်နဲ့ပေါင်250ဘုံနှလုံးကျဲချသွားတာဖြစ်တယ်လို့ Wallet Information Network အဖွဲ့တာဝန်ခံကိုနဂါးလေးကပြောပါရယ်စကောမရှင်တက်ရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်ကိုရှိုင်းကိုဇနီးဖြစ်သူမဆုမြတ်လင်းတမီးဖြစ်သူအသက်နှစ်နှစ်အရွယ်မတ်ရွှေပုံစံနဲ့တိန်ထဲနေတဲ့မောင်မောင်ဝင်းနဲ့ရန်နိုင်ဝင်းတို့တိုက်ဆုံခဲ့ရတယ်လို့သိရပါဗျာ။ ဒါအပြင်နောက်ထပ်ကလင်းငယ်၂ယောက်အပါအဝင်ဒေသခံ၅ယောက်ထပ်မင်းလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်၅လုံးလည်းပျက်စီးခဲ့တယ်လို့ကိုနကားလေးကပြောပါရယ်။နတ်မော်ဦးကျေးရွာဟာဝက်လက်မြွနဲ့အရှိချမ်း ARD မြစ်ကမ်းတစ်ဘေးမှာတည်ရှိတဲ့ကျေးရွာတစ်ခုဖြစ်ပြီးတော့တော်လင်းတပ်ဖွဲ့တွေရဲ့စခန်းတွေလည်းမရှိသလိုတိုက်ပွဲဖြစ်ပွားတာလည်းမရှိပဲအရသာပြည်သူတွေညအိတ်တဲ့အချိန်မှာအခုလိုမျိုးလေကြောင်းတိုက်ခိုက်မှုပြုလုပ်တာဟာပြည်သူတွေကိုပြတ်မှတ်ထားတဲ့စိတ်ရဆိုးဝဲမှုကျူးလွန်တာဖြစ်တယ်လို့တော်လင်းတပ်ဖွဲ့တွေကပြောပါရယ်ရှင်။ ။ဘကိုးတိုင်းဘက်ကသတင်းနဲ့ဆက်ချမှာရယ်။ဘကိုးတိုင်းတာယာရီခရိုင်တာယာရီမြို့နယ်လက်ဥကုံလမ်းမှာရှိတဲ့စစ်ကော်မရှင်တပ်ဂိတ်စခန်းတစ်ခုကိုတော်လင်းရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာမှာစစ်ကော်မရှင်တပ်ဘက်က9ရောက်သေဆုံးပြီးတနက်နှစ်လက်သိမ်းဆည်းနိုင်ခဲ့တယ်လို့တော်လင်းရေးတပ်တာဝန်ရှိသူတယောက်ကမြစ်စမကိုပြောပါရယ်။စစ်ကော်မရှင်တပ်ရဲ့ခမရ35တပ်ကအင်အား20ကျော်လောက်နဲ့လာရောက်အထိုင်ချထားတဲ့မတော်အထိုင်ဂိတ်စခန်းကိုနိုဝင်ဘာ30ရက်နေ့မနက်8:00ခွဲလောက်မှာတော်လင်းပူပေါင်းတပ်တွေကစီးနင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ တိုက်ပွဲကအချိန်တနာရီလောက်ကြာမြင့်ခဲ့ပြီးတော့စစ်ကော်မရှင်တပ်ရဲ့ဂိတ်စခန်းတစ်ခုလုံးကိုတော်လင်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်နိုင်ခဲ့ပြီးဘန်ဂါရီကိုလည်းမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲထဲမှာစစ်ကော်မရှင်တပ်ဘက်က9ရောက်တည်ဆုံပြီးတော့ကာပိုင်တလက် MA1 တလက် 5.56G 150တောင်းတဲ့တခြားလက်ပစ္စည်းတွေရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်စေးရေးဂိတ်ဟာမတော့တရက်ကုန်နေပြည်တော်သားကြောက်တွင်းကြီးရွာရင်းနဲ့မြို့ကိုဆက်သွယ်ထားတဲ့လမ်းစုံမှာတရှိပြီးတော့နေမြေစိုးမှုမှုအတွက်အရေးပါတဲ့ဂိတ်စခန်းတစ်ခုဖြစ်တယ်လို့သိရပါဗျာ။မြစီမရေဒီယိုရဲ့ဗုဒ္ဓဘူးနေ့မနက်ပိုင်းထီရရှိထားတဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုကတော့နိုင်ငံတကာသတင်းတွေကိုနှာစင်ကြရမှာပါ ချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီမှာပူးတွဲကြေညာချက်ကိုကမ္ဘာနိုင်ငံ15နိုင်ငံထုတ်ပြန်ပြီးတရုတ်ရဲ့နယ်နိမိတ်အသွင်းနဲ့အပြင်မှာကြီးလေးပြီးစနစ်တကျအလူခွေချိုးဖောက်တာတွေကျူးလွန်နေတာကို ပေါ်ပေါ်တင်တင်ပြတင်ရှုတ်ချလိုက်ပါရဲ့ အဲ့ဒီကြေညာချက်ဟာတရုတ်ရဲ့ကျယ်ပြန့်လာတဲ့အာဏာရှင်ဆန်တဲ့အပြုအမူကိုတစ်ကမ္ဘာလုံးဆိုင်ရာသစုသစီဆန့်ကျင်ပြလိုက်တဲ့ရှားပါတဲ့အခိုက်အတန့်တစ်ခုပဲဖြစ်ကြောင်းပေါ်ဒရင်ကပေါ်ပြပါရယ်တရုတ်ကွန်မြူနတီပါတီ CCP ရဲ့ကျယ်ပြန့်တဲ့ဖိနှိပ်ချုပ်ချယ်မှုကို အလွန်မဲဆိုးရိမ်ပူပန်ကြောင်းပေါ်ပြတဲ့ပူးတွဲကြေညာချက်ကိုအယ်ဘေးနီးယားဩစတြေးလျချက်တမရနိုင်ငံအက်စတိုးနီးယားအစ္စရေးဂျပန်လာဗီယား လစ်တူရေးနီးယားမြောက်မက်ဆီဒိုနီးယားပါလောင်ပါရာဂွေးဆမာရီနိုယူကရိန်းအမေရိကန်ပြောင်းစုနဲ့ပြည်ထောင်စုပါဝင်တဲ့မဟာမိတ်အဖွဲ့ကထည့်သွင်းခဲ့တာဖြစ်ကြောင်းသတင်းရသိရပါတယ်။ဒီလှုပ်ဆောင်ချက်မှာမကြာသေးတဲ့နှစ်တွေအတွင်းကုလသမဂ္ဂမှာတရုတ်အပေါ်အကြီးမားဆုံးသစုတစည်းတဲ့ဒိုက်ရိုက်ပစ်တင်ရှုတ်ချမှုပဲဖြစ်တယ်လို့လေလာသူတွေကဆိုပါတယ်။တရုတ်အနာဘိုင်းကအစုလိုက်အပြုံလိုက်ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာ အာမလောကစေခိုင်းတာဖောက်ထွင်းစောင့်ကြည့်စေရနဲ့ဘာသာရေးနဲ့ယဉ်ကျေးမှုလွတ်လပ်ခွင့်တွေကိုကန့်တတ်တာတို့အပါအဝင်ကြီးမားကျယ်ပြန်ပြီးငိတ်ချုပ်ချယ်မှုစနစ်ကြီးကို မောင်းနှင်နေချောင်းကျညာချက်မှဆွဲဆိုထားပါတယ်။တရုတ်ဟာဝီဂါတွေတိဘက်လူမျိုးတွေခရစ်ယာန်တွေနဲ့ ဖလုံကုန်းကျင့်စဉ်ကျင့်သူတွေအပါအဝင်အခြားအားနည်းတဲ့အုပ်စုတွေကိုဆက်လက်နှိပ်စက်ညှိပန်းနေတာကိုယုံကြည်စိတ်ချရတဲ့တဲ့တွေကိုကိုကာထားပြီးအခုမဟာမိတ်အဖွဲ့ကမိမောင်ထုတ်ပြထားပါတယ်။ကျင်ညာချက်မှာဖော်ပြထားတဲ့အချက်တွေဟာ ရှင်ချန်းနဲ့တိဘက်ဒေသတွေမှာလူမျိုးသုံးတုတ်တင်ရှင်းလင်းမှုနဲ့ရင်ကျေးမှုဖြစ်စင်းမှုဆိုင်ရာကာလကြာရှည်ဆွဆွဲချက်တင်တဲ့အတူတူပဲဖြစ်ပါတယ်။ ်အဓိကဆိုရင်ဆီယားမှာနိုင်ငံကျော်ကထိမ့်ချုပ်သောဘော်ဒါအကြောင်းတွေကိုကလေးတငယ်တွေကိုအတင်းကျပ်ပို့ဆောင်ကမိသားစုနဲ့ခွဲထုတ်တာအကျဉ်းသားတွေကိုညှဉ်းပန်းနှိပ်စက်တာနဲ့အမွေနှစ်နဲ့ရင်ကျေးမှုဆိုင်ရာဘာသာရေးနယ်မြေတွေကိုဖျက်ဆီးတာဆရဲတရုတ်နိုင်ငံရဲ့လုပ်ရက်တွေကိုကြီးညာချက်ကထောက်ပြထားပါရယ်ခင်ဗျာ စင်ကာပူမှာ2026ခုနှစ်ကစလို့အလဲတန်းကျောင်းသားတွေစာတင်ချိန်ပြင်ပအချိန်တွေအပါအဝင်ကျောင်းချိန်အတွင်းစမတ်ဖုန်းဒါမှမဟုတ်စမတ်နာရီတွေအသုံးပြုခွင့်ရရှိတော့မှာမဟုတ်ပါဘူး။ကျောင်းသားတွေကိုကျမ်းမာရေးနဲ့ညီညွတ်တဲ့ဖန်သားပြင်အသုံးပြုမှုအလေအထတွေကိုပြိုးထောင်ဖို့ရည်ရွယ်တဲ့စီမံချက်တွေကိုပညာရေးဝန်ကြီးဌာန MOE ကနိုမာလာ30ရက်နေ့မှာကြေညာခဲ့တာပါ။လက်ရှိလမ်းညွန်ချက်တွေအရအလဲတန်းကျောင်းသားတွေဟာစာတင်ချိန်အတွင်းစမတ်ဖုန်းဒါမှမဟုတ်စမတ်နာရီတွေအသုံးမပြုရတော့ပါဘူး။ 2026ခုနှစ်ဇန်နဝါရီလကစလို့ဒီစီမင်းကိုတင်ကန်းစာမရှိတဲ့အချိန်လေးဖြစ်တဲ့အားလက်ချိန်တခြားတော့ကျွမ်းကျင်မှုဆိုင်ရာလှုပ်ရှားချိန်တွေ အချိန်ပိုတွေစွမ်းရည်မြင့်တင်ရေးဒါမှမဟုတ်ပြန်လည်ကူစားရေးတင်ကန်းစာတွေတင်ပေးချိန်တွေအထိပါချဲ့ထွင်သွားမှာဖြစ်တယ်လို့ MOE ရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကျောင်းချိန်တွင်ကျောင်းသားတွေရဲ့ဖုန်းနဲ့စမတ်နာရီတွေကိုတတ်မှတ်ထားတဲ့နေရာတွေဒါမှမဟုတ်ကျောင်းလွယ်တွေမှာတင်ထားရမယ်လို့ဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ လိုအပ်ရင်ကျောင်းတွေအနေနဲ့ကျောင်းသားတွေကိုချွင်းချက်အဖြစ်စမတ်ဖုန်းအသုံးပြုခွင့်ပေးနိုင်တယ်လို့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒီလမ်းညွှန်ချက်တွေဟာနိုင်ငံတော်ကျန်းမာရေးမြင့်တင်ရေးမဟာဗျူဟာဖြစ်တဲ့ GrowWide SG ကိုတည်ထောင်ခဲ့တဲ့အချိန်ကစလို့မူလတန်းကျောင်းတွေမှာလည်းအသုံးပြုခဲ့ပြီးဖြစ်ကြောင်း MOE ကပြောကြားခဲ့ပါတယ်။အဲ့ဒီအချိန်ကစလို့တချို့သောအလေတန်းကျောင်းတွေဟာဒီတင်းကျက်တဲ့လမ်းညွန်ကျက်တွေကိုလက်ခံကျင့်သုံးခဲ့ရမှာကျောင်းသားတွေရဲ့အခြေအနေတိုးတက်လာတာ အာယုံစူးစိုက်မှုပုံမကောင်းမွန်လာတာနဲ့ကြောင်းစင်းချိန်တွေမှာကိုလက်လှုပ်ရှားမှုပုံမလှုပ်ဆောင်လာတာစတဲ့အပြုသဘောဆောင်တဲ့ရလက်တွေကိုတွေ့မြင်ခဲ့ရတယ်လို့ပညာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ MOE ဟာကျမ်းမာရေးဝန်ကြီးဌာန MOH နဲ့လူမှုရေးနဲ့မိသားစုဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့နဲ့အတူ Growway SG အစီအစဉ်ရဲ့တစိတ်တပိုင်းဖြစ်မူဂျိုကျောင်းတွေအပါအဝင်ကျောင်းတွေမှာဖန်သားပြင်အသုံးပြုမှုဆိုင်ရာလမ်းညွှန်ချက်တွေကိုအစိုးရကမိတ်ဆက်ပေးမှဖြစ်တယ်လို့ဇန်နဝါရီလမှာပြောကြားခဲ့ပါတယ်။ အခုနှစ်အစောပိုင်းက Digital ဖွံ့ဖြိုးတိုးတက်ရေးနဲ့သတင်းအချက်အလက်ဝန်ကြီးဌာနကပြုလုပ်ခဲ့တဲ့စစ်တမ်းမှာကလေးအများပြားဟာ MOH ကတတ်မှတ်ထားတဲ့တနစ်တာဖန်သားပြင်ကြီးစုချင်းကန့်သက်ချက်တွေကိုကြော်လွန်နေတယ်လို့တွေးရှိခဲ့ရပါတယ်။ ီဇီမာရေဒီယိုရဲ့ဗုဒ္ဓဘူးနေ့မနက်ပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြတာပါအခုဆက်လက်ပြီးပြိုလဲသွားတဲ့ကျန်းမာရေးစနစ်အောက်ကမြန်မာပြည်သူတွေဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုထုတ်လင်းသွားဖို့ရှိနေပါတယ်2021ခုနှစ်နောက်ပိုင်းမြန်မာနိုင်ငံမှာကျန်းမာရေးစနစ်ဟာလုံးဝနှိပါပြိုလဲသွားပြီးတော့ကုဆတ်ယောဂါတွေနဲ့နာတာရှည်ယောဂါဆိုတဲ့ဝင်တုံးဝင်ပိုးနှစ်ခုကိုတပြိုင်တည်းထဲရင်ဆိုင်နေရပါတယ် အာနာပြည်ဆိုင်ရေးလှုပ်ရှားမှုစီဒီအမ်မှာပါဝင်တဲ့ကျမရေးဝန်ထမ်းတွေကိုစေကုသအခွင့်လိုင်စင်ပိတ်သိမ်းတာဖမ်းဆီးတာနဲ့ပြပထွက်ခွာခွင့်တားမြစ်တာတွေကိုစစ်ကောင်မရှင်ကစနစ်တကျဖိနှိပ်နေတာပါအဲ့ဒီပြိုလဲသွားတဲ့ကျမရေးစနစ်ရဲ့အရေးအောက်မှာတော့မြန်မာပြည်သူတန်းပေါင်းများစွာဟာအထင်ကုတ်မဲ့နေတဲ့စေကန်သက်တခုပေါ်ထွန်းလာခဲ့ပြီးအဲ့ဒါကတော့ smartphone မျက်နှာပြင်ရဲ့အဆုံးမဲ့ scroll လောက်ခြင်းပဲဖြစ်ပါတော့တယ် ဒီလိုပြုလုပ်တာဟာကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်နဲ့အထောက်ပံ့အတွက်အဓိကနေရာတစ်ခုဖြစ်လာပြီးမြဲအနေရများစွာရှိနေပါတယ်။အထူးသဖြင့် TikTok လိုမျိုး platform တွေပေါ်မှာရှိတဲ့စိတ်ကျန်းမာရေးဆိုင်ရာဆွေးနွေးမှုတွေဟာအသိပညာပေးဖို့နဲ့အတိုင်းဝန်တည်ဆောက်မှုကိုအားပေးပေမဲ့လည်းသတင်းမှားဖြန့်ချိမှုမိမိဘာသာယောဂသတ်မှတ်မှု self diagnostic နဲ့ cyber bullying လိုမျိုးစိုးကျိုးတွေကိုပဲဖြစ်ပေါ်စေပါတယ်။ စိုက်ဘာဘူလင်းဆိုတာဟာစိတ်တက်ကြတာမိမိကိုယ်ကိုတံပိုးမထားခြင်းနဲ့တေချောင်းကြံစီခြင်းအထိဖြစ်စေနိုင်တဲ့ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုဆိုလိုတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ပြိပခါနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုလူမှုမီဒီယာပေါ်မှာအလွန်အကျွံမြင်တွေ့ရတာဟာစိုးရိမ်ပူပန်မှုနဲ့စိတ်တက်ကြခြင်းဆိုတဲ့စိတ်ကျန်းမာရေးအကျက်အတဲကိုပိုပြီးတော့ကျယ်ပြန့်စေတဲ့အဓိကအကြောင်းရင်းဖြစ်လာပါတယ်။တစ်ချိန်တည်းမှာတော့ပြိပခါတွေကငှက်ပြားယောဂဖြစ်ပွားမှုကဆယ်စား တီဘီရောဂါဖြစ်ပွားမှုကနှစ်ဆနီးပါးတိုးလာခဲ့ပြီးတော့ဇေဝပြက်လက်မှုနဲ့ဇိနှုံကြီးမြင့်မှုတွေဟာနာတာရှေယောဂါရှင်တွေအတွက်အသက်အရွယ်ကိုချိမ့်ချောက်နေပါတော့တယ်အဲ့ဒီအခြေအနေတွေဟာမြန်မာနိုင်ငံရဲ့ပြည်သူ့ကျန်းမာရေးစနစ်အတွက်ရှုပ်ထွေးနက်နဲတဲ့စိန်ခေါ်မှုတွေကိုမိမောင်းထိုးပြနေပါဗျ။ပြိုလဲနေတဲ့မြန်မာနိုင်ငံရဲ့ကျန်းမာရေး 2021ခုနှစ်ကနေ2025ခုနှစ်အတွင်းမှာမြန်မာနိုင်ငံရဲ့ကျန်းမာရေးစနစ်ဟာပြင်းထန်တဲ့တိုက်ခိုက်မှုတွေနဲ့စနစ်ကျတဲ့ဖိနှိပ်မှုတွေကလုံးဝပြိုလဲနှူနီပါဖြစ်တဲ့အခြေအနေကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီအကြက်တဲဟာကျမရေဝန်ထမ်းတွေစီဝါထောက်ပံ့ရေးနဲ့ယောဂထိန်းချုပ်ရေးရန်ရရတွေအပေါ်အလွန်ဆိုးရွားစွာပဲတက်ရောက်မှုရှိခဲ့ပါတယ်။ CDM ကျမရေဝန်ထမ်းတွေအပေါ်စစ်ကော်မရှင်ရဲ့ဖိနှိပ်မှုစစ်ကော်မရှင်ဟာအာနာဖီဆန်လှုပ်ရှားမှု CDM မှာပါဝင်တဲ့ဆရာဝန်တွေနဲ့ ကျမရေဝန်ထမ်းတွေကိုပြစ်မှတ်ထားပြီးတော့နီလန်မျိုးစုံနဲ့ဖိနှိပ်နေပါတယ်။စီရီယံဝန်ထမ်းတွေရဲ့စားမလိုင်စင်တွေကိုတတ်တမ်းမတိုးပေးတာအသက်မထုတ်ပေးတာတွေနဲ့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကိုရပ်တန့်စေပါတယ်။စီရီယမ်ဆရာဝန်တယောက်ကစီရီယမ်တွေကိုမျိုးစုံဖိနှိပ်တာဘာလိုင်းစင်မလုပ်လို့မရဘူးတကယ်လို့ဆရာဝန်မလုပ်ဘဲနဲ့တခြားအလုပ်ပြောင်းလုပ်မယ်ဆိုရင်တော့လိုင်းစင်မရအောင်လုပ်တဲ့ပြဿနာအထိရှိရလို့ပြောပါရစေ အန်ယူဂျီကအတိမတ်ပြုထားတဲ့ဆေးလက်မှတ်နဲ့ပြေပွားကိုပညာတော်ရင်သွားဖို့ကြိုးပမ်းခဲ့တဲ့ဒေါက်တာကေဇင်ထွန်းလိုမျိုးဆရာဝန်တွေကိုနမပြတ်စရင်သွင်းပြီးတော့ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။၂၀20ပြည့်နှစ်မှာအလုတ်တင်ဆရာဝန်1022ယောက်ထဲက800ကျော်ကိုနမပြတ်စရင်တင်သွင်းခဲ့ပါတယ်။နိုင်ငံကိုလက်မှတ် passport တွေကိုပိတ်ထားတာဟာလဲကျွမ်းကျင်ဝန်ထမ်းတွေပြေပထွက်ခွာတော့ကိုတားဆီးထားတာပဲဖြစ်ပါတယ်။၂၀၂၅ခုနှစ်ဩဂတ်လ၃၁ရက်နေ့အထိကျမရေးဆောက်ရှောက်မှုဆန်ရတိုက်ခိုက်မှု 169ကြိမ်ဖြစ်ပွားခဲ့ပြီးတော့ဂျမရေဝန်ကျန်62ယောက်ကိုဖမ်းဆီးခဲ့ပြီး31ယောက်ကိုတပ်ဖြတ်ခဲ့တာဟာလည်းရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပဲဖြစ်ပါတယ်။အဲ့ဒီလောက်ရက်တွေဟာကျမရေဝန်ထမ်းအင်အားကိုချိနဲ့စေပြီးတော့ပြည်သူကျမရေစောက်ရှက်မှုရရှိနိုင်မှုကိုတိုက်ရိုက်ထိခိုက်စေပါရစေ။စေဝါပြက်လက်မှုနဲ့ဈေးနှုန်းမတည်ငြိမ်မှုစေဝါရေးမတည်ငြိမ်မှုနဲ့စစ်ကောင်မရှင်ရဲ့စေဝါတွေတင်သွင်းမှုဆိုင်ရာစီမံစီမံကန်တက်တွေကစေဝါထောက်ပံ့ရေးကွင်းဆက်တွေမှာပြင်းထန်စွာပြတ်တောက်ခဲ့ပါရစေ။ 2024ခုနှစ်နှောင်းပိုင်းမှာစေဝါတင်သွင်းမှုတွေကိုပြပပိုးကုန်ဝင်ငွေနဲ့ချိတ်ဆက်တဲ့မူဝါဒတက်ကကုမ္ပဏီတွေရဲ့စေးတင်သွင်းခွင့်လိုင်စင်တွေကိုပယ်ပြတ်ခံရပြီးစေဝါပြက်လက်မှုဆိုးရွားလာပြီးတော့ကန့်သတ်ချက်တွေများပြားလာပြီးတော့မရှိမဖြစ်လိုအပ်တဲ့စေဝါရဲ့ဈေးနှုန်းကလည်းထိမ့်ချုပ်မရအောင်ကိုမြင့်တက်လာခဲ့ပါတယ်။အဲဒီနောက်တရဝန်ကျန်းမာရေးစောင့်ရှောက်မှုတွေလက်လန်းမမီနိုင်လို့ပြည်သူတွေဟာရောဂါလက္ခဏာတွေတက်တာဖို့ရာကိုယ်သဘောနဲ့ကိုအပြားကျဆေးတွေအကြိုက်ခဲပြောက်ဆေးတွေကိုအ धिक အားထားလာကြပါတယ်။ အထူးသဖြင့်တော့ပြည်စီဝါစီဖြစ်တဲ့အမောက်ဆလင်ကိုဆရာဝန်ညွန်ကြားခြင်းမရှိဘဲနဲ့သုံးဆွဲမှုက80.64ရာခိုင်နှုန်းအထိအလွန်မြင့်မားနေပြီးတော့စေးရင်ပါမှု AMR အနေရကိုကြီးထွားစေပါတယ်။ယောဂဖြစ်ပွားမှုနဲ့လူသားချင်းစာနာမှုအကျက်အတဲကျမရဲ့စနစ်ပြိုလဲမှုနဲ့ပြိပခါတွေကယောဂဖြစ်ပွားမှုပုံစံတွေကိုတည်တည်တသာပြောင်းလဲလာခဲ့ပါတယ်။ငှက်ပြယောဂဟာ2020နဲ့2023ခုနှစ်အကြားဖြစ်ပွားမှုနှုန်းဟာ10%တိုးလာခဲ့ပြီးတော့အထူးသဖြင့် ကရနီပြည်နယ်နဲ့နေဆက်ဒေသတွေမှာအဖြစ်များပါတယ်။တီဘီရောဂါဖြစ်ပွားမှုနှုန်းကနှစ်ဆနီးပါးတိုးလာခဲ့ပြီးတော့ဆေးရင်ပါတီဘီ MDR TB ပြန့်နှံ့နိုင်ခြေကိုမြင့်တက်စေခဲ့ပါတယ်။နေရဆုတ်ခွာရသူများစခန်း IDP တွေမှာတော့လူဦးရေ3.3တန်းကျော်ဟာပြင်းထန်ဝမ်းပြက်ဝမ်းလျှော AWD နဲ့အရေးပြပိုးဝင်မှု Scabies ရောဂါတွေအစုလိုက်ဖြစ်ပွားနေပါတယ်။ 2025ခုနှစ်မှာမြန်မာနိုင်ငံမှာလူဦးရေ12.6တသန်းဟာကျန်းမာရေးအကူအညီလိုအပ်မှာဖြစ်ပြီးတော့စုစုပေါင်းလူသားချင်းစာနာအကူမှုအကူအညီလိုအပ်သူ16.6တသန်းအထိရှိလာမယ်လို့ WHO နဲ့ UNICEF တို့ကခန့်မှန်းထားပါတယ်။အထူးသဖြင့်ရခိုင်ပြည်နယ်၊စကိုင်းတိုင်းနဲ့ဂရင်းနီပြည်နယ်တွေမှာအခြေအနေအဆိုးရွားဆုံးဖြစ်မှာဖြစ်ပါတယ်။စိတ်ကြမ်းမာရေးအပေါ်လူမှုမီဒီယာရဲ့တက်ရောက်မှု ကျမရေစနဲ့ပြိုလဲလာတာနဲ့အမျှလူမှုမီဒီယာဟာလည်းကျမရေဆိုင်ရာအချက်လက်အထောက်ပံ့တွေနဲ့စိုးရိမ်မှုတွေအတွက်အဓိကနေရာတစ်ခုဖြစ်လာပါဗျ။ဒါပေမဲ့ဒါဟာအကျိုးကျေးဇူးတွေရှိသလိုပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာစိုးကျိုးတွေကိုလည်းဖြစ်ပေါ်စေတဲ့နှစ်ဖက်သွားသဖွယ်ဖြစ်နေပါတော့တယ်။မြန်မာနိုင်ငံရဲ့ digital စိတ်ကျန်းမာရေးအကျပ်တဲ့လူမှုမီဒီယာပေါ်မှာရှိတဲ့ကျန်းမာရေးစိုးရိမ်မှုတွေကတော့စိတ်ကျန်းမာရေးဟာအဓိကအကြောင်းအရာဖြစ်နေပါဗျ။ Facebook နဲ့ Telegram လိုမျိုး platform တွေမှာပြိပခအကြမ်းဖက်မှုနဲ့ဆုံရှုံမှုဆိုင်ရာအကြောင်းအရာတွေကိုအလွန်ကျုံမြင်တွေ့ရတာကတုံးဆွဲသူတွေရဲ့စိတ်ဖိစီးမှုစိတ်တက်ကြဆင်းမှုနဲ့အပြစ်ရှိသလိုခံစားရမှုတွေကိုတိုက်ရိုက်မြင့်တက်စေပါတယ်။2021ခုနှစ်အောက်တိုဘာလစက်တန်တခုအရဆိုရင်ဖြည့်စုံသူ60.8%ရာခိုင်နှုန်းဟာစိုးရိမ်ပူပန်မှုနဲ့စိတ်တက်ကြခြင်းလက္ခဏာတွေကိုဖြစ်နိုင်ခြင်းမြင်မာနေတာတွေ့ရပါတယ်။ဒီအခြေအနေဟာစိတ်ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု MHPSS ဝန်ဆောင်မှုတွေအရေးတကြီးလိုအပ်နေတာကိုပြသနေတာပါ။ထိလွယ်ရှာလွယ်အကြောင်းအရာ ဖြစ်တဲ့လိန်နဲ့မျိုးဆက်ပွားစံမာရေး SRH လိုမျိုးအကြောင်းအရာတွေအတွက်မရှက်နဲ့လိုအဖွဲ့အစည်းတွေက TikTok နဲ့ Facebook ကိုအသုံးပြုပြီးတော့အသိပညာပေးနေပါတယ်။ပြောရပြီးမင်းမြတ်နိုင်တာကလူငယ်တွေအတွက်အားသာချက်တစ်ခုဖြစ်ပါတယ်။မိမိဘာသာယောဂသတ်မှတ်ခြင်း self diagnostic ရဲ့အန္တရာယ် TikTok လိုမျိုး platform တွေမှာစိတ်ကျမ်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြန့်နှံ့လာတာဟာလူငယ်တွေကြားမှာမိမိဘာသာယောဂသတ်မှတ်တာတွေအဖြစ်များလာပါတယ်။ကျွမ်းကျင်သူတွေမဟုတ်တဲ့ influencer တွေရဲ့ပြောကြားချက်တွေအကိုအခြေခံပြီးတော့မိမိမှာ OCD, autism ဒါမှမဟုတ်စိတ်တကျယောဂရှိနေတယ်လို့မှားယွင်းစွာကောက်ချက်ချနိုင်ပါတယ်။မာယွန်းရဲ့ယောဂသမတ်မှုဟာမှန်ကန်တဲ့ကုသမှုခံယူဖို့အတွက်နှောင့်နှေးစေပြီးတော့အခြေအနေကိုပို့ပြီးတော့စိုးစိမ်နိုင်ပါတယ်။ ဆိုရှယ်မီဒီယာအယ်ဂိုရသမ်တွေကလည်းတုံဆွဲသူတွေစိတ်ဝင်စားတဲ့အကြောင်းအရာတွေကိုပဲထပ်ခါတလဲလဲပြတာဖြစ်တဲ့အတွက်မှားယွင်းတဲ့ယုံကြည်မှုတွေကိုပိုပြီးတော့ခိုင်မာစေပါတယ်ဒေါက်တာဂျနဖာကက်ဆန်စတိုင်းကစိတ်ကျမရေးပြဿနာဟာရှုပ်ထွေးပြီးတော့ကျွမ်းကျင်တဲ့ကျမရေးပညာရှင်ရဲ့စနစ်တကျအကဲပြတ်မှုလိုအပ်တယ်လို့အလေးပေးပြီးတော့ပြောကြားထားပါတယ်။ခက်တဲ့အိမ်သုံးဆရာဝန်နဲ့သူ့ရဲ့နောက်ွယ်ကအန်ဒီယေမြာ တရားဝင်ကျမ်းမာရေးစောင့်ရှောက်မှုကိုလူအများစုကလက်လန်းမမှီနိုင်တော့တဲ့အခါမှာမိမိကိုယ်တိုင်ဆရာဝန်လုပ်ပြီးတော့ယောဂကုသရာကပုံမှန်အလေးထားတစ်ခုဖြစ်လာခဲ့ပါတယ်။လေးလာချက်တည်းအရာလူအများစုဝယ်ယူတဲ့ဆေးတွေဟာအပြားကျဆေးနဲ့အကိုက်ခဲပျောက်ဆေးတွေလိုမျိုးယောဂလက္ခဏာကိုပဲသက်သာစေတဲ့ဆေးတွေဖြစ်ပါတယ်။အဲ့ဒီအထက်မှာအနည်းအရှိဆုံးကတော့ပရိစေဝဆေးတွေကိုမိမိသဘောနဲ့တောက်သုံးနေကြတာပဲဖြစ်ပါတယ်။အထူးသဖြင့် Amoxicillin ဟာမိမိသဘောနဲ့တောက်သုံးတာမှအများဆုံးဖြစ်ပြီးတော့80.6%ရာခိုင်နှုန်းရှိနေပါတယ်။ ဝယူသူ68.6နှစ်ရာခိုင်နှုန်းမှာစီးတက်ကလုံးမဝယ်ပဲစီးပြားတွေကိုတလုံးချင်းခွဲပြီးတော့ဝယ်ယူကြပါတယ်။အဲ့ဒီအပြုမူဟာအလွန်အန္တရာယ်ကြီးမားပြီးတော့အာအနေဆုံးဗက်တီးရီးယားတွေကိုပဲတပ်ပစ်လို့အပြင်းထန်ဆုံးနဲ့ဆွေးရင်ပါနေတဲ့ဗက်တီးရီးယားတွေကိုရှင်သန်ပွားများစေဖို့အခွင့်အလမ်းပေးနေတယ်လို့ဖြစ်နေပါတယ်။အချိန်ကြာလာတာနဲ့အမျှအဲ့ဒီအလေထားဟာတာမန်ယောဂပိုးဝင်မှုတွေကိုတောင်ကုသလို့မရနိုင်တော့တဲ့အခြေအနေကိုဖန်တီးပေးပါဗျာ။ အဲ့ဒီမှာဆေးရင်ပါမှု antimicrobial resistant AMR လို့ခေါ်တဲ့ကြီးမားတဲ့ပြည်သူ့ကျန်းမာရေးအနေနဲ့ဖြစ်ပါတယ်။အဲ့ဒီဆေးရင်ပါမှုက TB လိုရောဂါတွေကိုကုသဖို့ပိုပြီးခက်ခဲလာပြီးတော့ TB ရောဂါဖြစ်ပွားမှုတွေကနှစ်ဆနေပါမြင့်တက်လာခဲ့တာကိုတွေ့ရှိရပါတယ်။ချက်ချင်းကြုံတွေ့နေရတဲ့ကျန်းမာရေးပြဿနာတွေကိုဖြေရှင်းဖို့ကြိုးပမ်းမှုဟာအနာဂတ်မှာပုံမှုကြီးမားတဲ့ပြည်သူ့ကျန်းမာရေးအကျပ်တဲကိုမွေးဖွားပေးမှာကတော့ရင်လေးစရာကောင်းလာပါတယ်။ ဒီကောင်အဖြစ်မြန်မာနိုင်ငံဟာပြည်သူ့ကျန်းမာရေးစနစ်လမ်းကြောင်းပြောင်းပြန်လှန်ကန်ရတဲ့အခြေအနေနဲ့ရင်ဆိုင်နေရတာပါပြည်ပခစီးပွားရေးကြောင့်ဆင်းမှုတွေနဲ့ကျန်းမာရေးဝန်ထမ်းတွေအပေါ်ဖိနှိပ်မှုတွေကဆယ်စုနဲ့များစွာတိစောက်ခဲ့ရတဲ့ကျန်းမာရေးဆိုင်ရာတိုးတက်မှုတွေဆုံးရှုံးခဲ့ရပါတယ်တစ်ချိန်တည်းမှာလူမှုမီဒီယာဟာကျမ်းမာရေးဆိုင်ရာဆွေးနွေးမှုတွေအတွက်မရှိမဖြစ်နေရာတစ်ခုဖြစ်လာတယ်ဆိုပေမဲ့အနေရများတာကလည်းကြီးမားနေပါတယ်မြန်မာနိုင်ငံရဲ့ဗကတိအခြေအနေမှာလူမှုမီဒီယာဘော်ကစိတ်ကျမ်းမာရေးအကျက်အတဲဟာ ပြိပခါနဲ့ဓာတ်ရိုက်ဆက်ဆက်နေလို့ပြည်သူတွေရဲ့စိတ်ဒဏ်ရာကိုပိုမိုနှက်ရှိုင်းစေပါရယ်ပြိုလဲနေတဲ့ကျမရဲ့စနစ်နဲ့ထိန်းချုပ်မှုမရှိတဲ့ online ကျမရဲ့အကြံပေးမှုတွေကိုပေါင်းစပ်လိုက်တဲ့အခါမှာစေးရန်ပါမှု AM မှာထိန်းချုပ်မရတဲ့နာတာရှည်ယောဂါတွေနဲ့ကျယ်ပြန့်တဲ့စိတ်ကျမရဲ့ပြဿနာတွေလိုမျိုးပြည်သူကျမရဲ့ဆိုင်ရာ BNR ကြီးတွေအတွက်ဖန်တီးပေးနေပါရယ် အဲ့ဒီအခြေအနေကိုဖြေရှင်းဖို့ကျမရေဝန်ထမ်းတွေကိုကာကွယ်ပေးရင်တိကျမှန်ကန်တဲ့ကျမရေအချက်လက်တွေဖြန့်ဝေရင်းနဲ့စိတ်ကျမရေဝန်ဆောင်မှုတွေကိုအရေးတကြီးတိုးချဲ့ပံ့ပိုးပေးရတော့ဟာမရှိမဖြစ်လိုအပ်နေပြီဖြစ်ပါရဲ့ရှင် ျက်စိမရေဒီယိုရဲ့ဒီကနေ့မနက်ပိုင်းအစီအစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံလူနိုင်ငံသားအပေါင်းဆက်အာနာရှင်ဘေးကနေကင်းဝေးပြီးကိုယ်စိတ်နှပါကျန်းမာချမ်းသာကြပါစေလို့မျက်စိမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေမယ်မျက်စိမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကျန်းမာကြပါစေခင်ဗျာ thank you